မင်္ဂလာပါရှင်တမ်းမီဒီယာချန်နယ်မှကြိုဆိုလိုက်ပါတယ်ရှင်အာကာသာတဲကကြိုတလုံးအကြောင်းပြောရအောင်နေဖွဲ့စီအပြင်သို့မဟုတ်အတွင်းရဲ့ကိုလုံးမြောက်ကြိုပါ ခမညာကရော သူမနဲ့ဆိုရင်ဗန်နီယာမြောက်အငင်းခံရပြီလေသားပါဒီအကြောင်းကအာကာသာနဲ့လာလာမှမဆိုင်ပါဘူးနော်ဥပမာတစ်ခုနဲ့စပြောရရင်ကျမတို့ရဲ့ကဘာမြေကိုဒင်းကားပြားလေးတပြားလောက်ပဲရှိတယ်ဆိုရင်အဝေးဆုံးဖြစ်တဲ့နက်ပကျွန်းကျိုကဘေ့စ်ဘောလုံးလောက်ရှိပါလိမ့်မယ် နက်ပျွန်းတော်တလောက်တောင်ကြီးနေတာအခုကျမတို့ပြောပြမယ့်ဂျိုကြီးကတော့အဲ့ဒီထက်တောင်ပိုကြီးပြီးအပြင်ဘက်ဆုံးမှပုံအောင်နေနိုင်တယ်တဲ့ဒါကကျမတို့ planet 9လို့ခေါ်တဲ့ကိုလုံးမြောက်ဂျိုကြီးအကြောင်းပေါ့အဲ့ဒီဂျိုရဲ့လှုပ်ဝှက်ချက်အကြောင်းတွေမကြခင်ပေါ်လာတော့မလားလို့ခံမရမယ့်အခြေအနေကိုရှောင်နေပါပြီနေပါဦး Pluto မဟုတ်ဘူးနော် planet 9ပါ Neptune ရဲ့အပြင်ဘက်မှာ ဂျိုတခုကိုရှာဖွေတွေးရှိမဲ့အယူအဆကနှစ်ပေါင်းများစွာကတည်းကရှိခဲ့တာပါ။ကျောင်းတော်ကတင်ခဲ့ရတာကဘလူးတိုကကိုလုံးမြောက်ဂျိုလို့တင်ခဲ့ရပေမဲ့ဘလူးတိုက2006ခုနှစ်မှာဂျိုအစင်းကနေအနာပေးခံလာရပြီလေ။ပင်စင်ယူသွားပါပြီ။အခုကျမတို့ရှာဖွေနေတာက မြင်ဖူးတဲ့ဂျိုမဟုတ်ပေမဲ့သိပ္ပံပညာရှင်တွေကတော့အနေအဖွဲစီးရဲ့အပြင်ဘက်တနေရာရာမှာပုံအောင်နေတယ်လို့ယုံကြည်နေကြပါရယ်။သူတို့ဘာလို့ဒီလိုထင်လဲဆိုတာစိတ်ဝင်စားစရာပါ။တော်တော်ကက်တီကက်သက်လိုက်တွေးနေတဲ့သိပ္ပံပညာရှင်တွေပဲနော်။ သူတို့ဘာလို့ဒီလိုထင်လဲဆိုတာကိုရှင်းပြဖို့အတွက်စာရွက်တရက်လိုပါတယ်။ဥပမာစာရွက်ပေါ်မှာဒင်္ဂါပြားတစ်ပြားတင်လိုက်တယ်။ပြီးတော့ရုပ်တရက်အဲ့ဒီဒင်္ဂါပြားကရွေလျားသွားတယ်ဆိုပါစို့။စူပါပါဝါအကြောင်းမပြောဘူးဆိုရင်ဒီဒင်္ဂါပြားကသူ့ဘာသာသူရွေလျားစရာအကြောင်းမရှိပါဘူးဟုတ်တယ်မလား။ဒါကြောင့်တစ်ဖက်မှာတစုံတစ်ယောက်ကတန်လိုက်ကိုကင်ပြီးရွှေ့နေတယ်လို့ယူဆရပါတယ်။အဲ့ဒီတန်လိုက်ကိုမမြင်ရပေမဲ့ဒင်္ဂါပြားဘာကြောင့်ရွေးရတယ်လဲဆိုတာကိုရှင်းပြနိုင်ပါတယ်။ planet နိုင်မှာဖြစ်နေတာကလည်းဒီသဘောတရားပါပဲရှင်။ကျမတို့မမြင်နိုင်သေးဘူး။သက်သေလည်းမပြနိုင်သေးဘူး။ဒါပေမဲ့ဒီဂျိုတီရှိချင်းကအာကာသထဲမှာကျမတို့တွေ့နေရတဲ့ထူးဆန်းတဲ့ရေလျာမှုများကိုရှင်းပြနိုင်ပါတယ်။မဟုတ်ပါလား။ဥပမာကျမတို့နေအဖွဲစီးထဲကဂျိုတွေကနေနေရှင်ရင်6ဒီဂရီခန့်ဆောင်းနေတဲ့ပြားချက်တဲ့ပတ်လန်းချောင်းပေါ်မှာလှည့်ပတ်နေကြပါတယ်။ဘာကြောင့်6ဒီဂရီဆောင်းနေတာလဲ။ဘသူမှတတိကျကျမသိကြပါဘူး။ ိုဝမ်မဂျိုရဲဆွဲအားကြောင့်အဲ့ဒီပတ်လန်းတွေအနေငယ်စောင်းနေနိုင်တယ်လို့သိပ္ပံပညာရှင်အချို့ကယူဆကြပါတယ်။၎င်းရဲ့တည်ရှိမှုကနက်ပ်ကျွန်းရဲ့ပလန်ထက်ကျွန်လွန်ပြီးဝေးကွာနေတဲ့ရေခဲအဖြစ်စီတွေပြည်နေတဲ့ဂိုင်းပါကပတ်ထဲကသင်းငယ်တဲ့အရာဝတ္ထုတွေရဲ့ပုံမှန်မဟုတ်တဲ့လမ်းကြောင်းတွေကိုလည်းရှင်းပြနိုင်ပါတယ်။2016ခုနှစ်တုန်းက Caltech မှသုတေသီများက Planet 9နဲ့ပတ်သက်တဲ့လေးလာမှုတစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။သူတို့ရဲ့အဆိုအရဒီဂျိုဟာကမ္ဘာမြေထက်ဆေးစားခန့်ပုံမကြီးမားတဲ့ဒုထည်ရှိပြီးတော့အလွန်ဆွဲဆန့်ထားတဲ့ပလန်တစ်ခုကိုလေပတ်နေနိုင်တယ်လို့ဆိုပါတယ်။ဆိုလိုတာကနေကိုတပတ်ပတ်ဖို့အလွန်ကြာမြင့်မယ်။ဒီဂျိုကကျမတို့ရဲ့အဝေးဆုံး Neptune ထက်အစ20မှ30အထိပိုမိုဝေးကွာသောနေအဖွဲ့စည်းရဲ့အပြင်ဘက်ဆုံးမှတည်ရှိနေနိုင်ပါမယ်။သိပ္ပံပညာရှင်တွေရဲ့အဆိုအရ Planet 9ကနေကိုတစ်ပတ်အပြည့်လှည့်ပတ်ဖို့အတွက် ကဘာမြေနှစ်နှစ်တောင်အထိကြာမြင့်နိုင်ပါတယ်။ဒါကြောင့်အလွန်အမင်းဝေးလံတဲ့နေရာမှာရှိနေတာကြောင့်မြင်တွေ့ဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲ။ဒီအယူအဆကစိတ်ဝင်စားစရာကောင်းသလောက် planet နိုင်အမှန်တကယ်တည်ရှိတယ်မရှိဘူးဆိုတော့ခိုင်မာတဲ့သက်တွေကိုသူတို့လည်းမတွေ့ရှိသေးပါဘူး။ဒါပေမဲ့အရင်အနည်းဆက်နေပါပြီလို့ပြောပါရယ်။2025ခုနှစ်မေလမှာ National Shinhua University မှာအဖွဲ့တစ်ဖွဲ့က နေအဖွဲ့စီးရဲဆိတ်လို့ရှားစရာအကောင်းဆုံးရှာဖွေတွေးရှိမှုတွေထဲကတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ Planet 9ကိုမတွေးရှိသေးတာဟာမှန်ကန်တဲ့နီလန်းကိုအသုံးမပြုခဲ့လို့ဆိုတဲ့အယူဆတစ်ခုထက်ရှိလာခဲ့ပြန်တယ်။ဒီလေလာမှုအသိကစိတ်ဝင်စားစရာမိကွန်းတစ်ခုကိုပေါ်ပေါက်စေပါရယ် Planet 9ဟာမြင်နိုင်တဲ့အလင်း Visible Light ထက်အနီးအောင်ရောင်ကြီး Infrared Light နဲ့ကြည့်ရင်ပိုပြီးတော့တောက်ပနေနိုင်မလားဆိုတဲ့မိကွန်းလိုမျိုးပေါ့ သိပ္ပံပညာရှင်တွေက planet 9ကိုနေအောင်ချီပြန်ဟမှုနဲ့ရှာဖွေဖို့စူးစမ်းခဲ့ကြပါတယ်။ဒီချောင်းကိုရှင်းပြဖို့ဆိုရင်ဥပမာမြင်နိုင်တဲ့အလင်းနဲ့ရှာဖို့ဆိုရင်နေအောင်ချီဟာ planet 9စီအရင်ရောက်ရမယ်။ပြီးမှမျက်နှာပြင်ကနေပြန်ကန်ပြီးကမ္ဘာမြေစီပြန်လာရမှာပါ။အသွားရောအပြန်ရောနှစ်ချောင်းသွားခီးလို့ပေါ့။ခတာက Neptune ထက်ဆယ်စားပိုဝေးတဲ့ဂျိုတခုကအလင်းနဲ့ဆိုရင်အစာတစ်တောင်းလောက်မိမ့်မိုင်းနေပါလိမ့်မယ်။ဒါပေမဲ့ဂျိုတလုံးရဲ့ကိုယ်ပိုင်းအပူဓာတ်ရောင်ချီ သာမန် radiation ကတော့တကြောင်သွားခီးတာလိုအပ်ပါတယ်။ဒါကြောင့်အနီအောင်ရောင်ချီနဲ့ကြည်ရင် planet နိုင်ကအစတရာလောက်သာမိမ့်မိုင်းနေပါလိမ့်မယ်။ဒါကြောင့်အာကာသအခြေပြုအနီအောင်ရောင်ကြီးတယ်လီစကုပ်များနဲ့ရှာဖွေတာကပို့ပြီးတော့အထိပယ်ရှိပါတယ်ရှင်။ဒီဘွဲကခေါင်းငင်စစ်တမ်းအချက်လက်တွေကိုအဓိကအရင်းမြစ်တစ်ခုကနေရှာဖွေတွေ့ရှိခဲ့ပါတယ်။နံပါတ်1 Iris 80ခုနှစ်များကကမ္ဘာပတ်လမ်းကိုလှည့်ပတ်ပြီးခေါင်းငင်ကိုစကန်ဖတ်ခဲ့တဲ့ဂျိုတု နမနဲ့အခါရီ2006မှ2012ခုနှစ်အထိလဲပတ်ခဲ့တဲ့ဂျပန်အနီအောက်ရောင်ကြီးလေးလာရေးချုပ်တို့သူတွေတွေက Iris database ထဲမှာပါဝင်တဲ့အရာဝတ္ထုတွေနဲ့အခါရီရဲ့လေးလာတွေ့ရှိချက်များထဲမှာဘယ်ယာရီရေလျားသွားလဲဆိုတာကိုနှိုင်းယှဉ်ခဲ့ကြတယ်အဲ့လိုလောဆောင်ချင်းအားဖြင့်သူတို့ကကျမတို့ပုံအောင်နေတဲ့နိုဝမ်မဂျိုဖြစ်ကောင်းဖြစ်နိုင်တဲ့အရာဝတ္ထုတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ အာကာသမှာအရာဝတ္ထုတစ်ခုရွေလျားနေတယ်ဆိုရင် နေကိုလှည့်ပတ်နေတဲ့ချိုးတလုံးလေးဖြစ်နိုင်ပါ रे ဟုတ်တယ်မလားဒါပေမဲ့အဲ့လိုကောက်ချက်မချခင်မှာ parallels အကျိုးတရားမှုကိုတော့ထည့်သွင်းစဉ်းစားရပါလိမ့်မယ် parallels ရာကိုရှင်းပြဖို့အတွက်အသိဉာဏ်ရှိမှလက်တစ်ချောင်းကိုထောင်ထားလိုက်ပါမျက်လုံးတစ်ဖက်ကိုမှိတ်လိုက်ပြီးရင်တစ်ဖက်ကိုပြောင်းမှိတ်လိုက်ပါတက်လက်ချောင်းကနည်းနည်းလေးရွှေလျားသွားသလိုထင်ရပါလိမ့်မယ်။ဒါဟာမျက်လုံးတစ်ဖက်နဲ့တစ်ဖက်ကနေအနည်းငယ်ကွဲပြားတဲ့ထောင်းကနေကြည့်လို့ပါ။အလားတူပါပဲ ကဘာမြေကနေအာကာသကိုကြည့်တဲ့အခါဖြစ်တတ်ပါတယ်။ကျမတို့ကဘာကနေကိုလှည့်ပတ်နေတာကြောင့်အလွန်ဝေးကွာတဲ့အရာဝတ္ထုတွေကိုကြည့်တဲ့အခါမှာကျမတို့ရဲ့မြင်ကွင်းကနည်းနည်းလေးရွှေ့လျားပါတယ်။ဒီအကျိုးသက်ရောက်မှုကို parallels လို့ခေါ်ပါတယ်ရှင်။ဒီအကျိုးသက်ရောက်မှုကြောင့်ကဘာကနေကိုပတ်ချိန်မှာ planet 9ကခေါင်းငယ်မှာရွှေ့လျားနေသလိုပေါ်ပေါက်လာပါလိမ့်မယ်။တခါတလေမှာ Jerry အလုံးသွားနေတယ်လို့သင်မြင်ရသလိုမျိုးပေါ့။ဒါကြောင့်သိပ္ပံပညာရှင်တွေက parallels တရားမှုတွေကိုဖယ်ရှားဖို့နိစဉ်တရက်ထဲမှာရိုက်ကူထားတဲ့ ခေါင်းငယ်ပုံရိပ်တွေကိုကြည့်လို့ရှိကြပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီနေ့ရက်မှာကဘာမြေကပလန်းချောင်းပေါ်မှာအမြင်ရတဲ့နေရာတူမှာရှိနေလို့ပါပဲ။ဒီလိုဂီယိုဒဆိုင်းရှာဖွေမှုတွေကနေဒီထူးဆန်းပြီးရွှေလျားနေတဲ့အဆက်က Iris နဲ့ Akari တို့ကြား23နှစ်တာကာလအတွင်းနေကိုပတ်ခဲ့တဲ့ပလန်းချောင်းအတိုင်းအနှဲငယ်ရွှေလျားသွားခဲ့တာကိုတွေ့ရပါတယ်။ဒီအရာက Planet နိုင်ဟုတ်ပါမလား။ဒါဆိုအတည်ပြုနိုင်ခဲ့ပြီလား။အင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့အရန်စိတ်လို့ရှာမနေပါနဲ့ဦး။ ျမတို့မှာရှိတဲ့ data အချက်အလက်ကသူ့ရဲ့ပတ်လန်းချောင်းအပြည့်စုံကိုတွက်ချက်ဖို့မလုံလောက်သေးပါဘူး။ဒါကြောင့်ဒီလျိုဝက်ဆန်းကျတဲ့အရာဝတ္ထုက planet 9ဟုတ်မဟုတ်ကိုအတိအကျပြောဖို့မဖြစ်နိုင်သေးပါဘူး။ဒါပေမဲ့ဒီအရာဝတ္ထုဟာသူ့တေတီရောမျက်စိကျစရာဖြစ်လာပါတယ်။သူတို့ရဲ့ခံမှန်းချက်အရာဒီအရာဝတ္ထုဟာအတော်လေးကြီးမားတဲ့ဒုတွေရှိနိုင်ပါတယ်။အာသင်းစရာကောင်းတာက Neptune ထက်တာပိုမိုကြီးမားနိုင်တဲ့အရွယ်အစားရှိနေခြင်းပါ။ အခုသူတို့က Planet 9ကိုတွေ့ရှိခဲ့ပြီလို့ယူဆရတာဖြစ်တဲ့အတွက် နောက်ထပ် data အချက်အလက်တွေစုဆောင်းပြီးဆက်လက်ခြေရာခံဖို့အတွက် season ထားဖို့လိုပါမယ်ရှင်။ဒါက planet 9ကိုရှာဖွေတွေ့ရှိမှုအစစ်မှန်ဖြစ်မဖြစ်ကိုတော့အချိန်ကသာပြောပြပါလိမ့်မယ်။လောလောဆယ်မှာတော့သူရဲ့တည်ရှိမှုကငင်းခုံစရာအဖြစ် ရှိနေပါသေးတယ်။ဒါပေမဲ့ NASA ရဲ့ Nancy Grace Roman Space Telescope လိုမျိုး အစွမ်းထက်တဲ့ဤပညာအသက်တွေရရှိလာတော့မှဖြစ်လို့နက္ခတာဗီရာပညာရှင်တွေက အမှန်တရားကိုဖော်ထုတ်ဖို့ပို့ပြီးတော့စိတ်အားထက်သန်လို့နေပါပြီ Planet 9ကကျမတို့နေအဖွဲ့အစည်းရဲ့ AKB မှောင်မိုက်နေတဲ့အစွမ်းပိုင်းတွေမှာပုံအောင်နေတယ်ဆိုရင်ပုံအောင်စရာနေရာ မရှိတော့ဘူးလို့ပြောရမှာပါပဲရှင်ပရိသတ်ကြီးတို့ကရောဘလို့ထင်ပါသလဲ comment တွေ share ခဲ့ကြပါအောင်ရှင်